ုစံနေလေးဖြစ်ပါတယ်မြန်မာငွေ1000ကျော်2000နီးပါးကိုပေါ့နော်အိုမန်နိုင်ငံအလုပ်ပမာလေးရှီကနေပြီးတော့မြန်မာငွေချင်းပေးမယ်ဆိုပြီးတော့မချင်းပေးပဲနဲ့ပေါ့နော်လိန်သွားတဲ့သူကသူ့နဲ့အလုပ်လုပ်လာတာတစ်နှစ်ကျော်နှစ်နှစ်နီးပါးပေါ့နော်ပြပြလဲတစ်နှစ်ပတ်လုံးပေါ့နော်သူနဲ့ပဲလွှဲလာတာစိတ်ချတယ်ယုံကြည်ရတယ်နှစ်ရက်အတွက်တွေပတ်စံမြန်မာငွေရတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်အခုချိန်ကာလမှာသူကလိန်သွားတာကမြန်မာငွေ2000ကျော်3000ကျော်ရှိတယ်အခုဆိုရင်ပြပြထဲမှာလဲစင်းရင်းရှိတယ်နောက်ပြီးလွှဲကြပါနဲ့တခြားသူတွေလဲသိအောင်လို့ပေါ့နော် sharing လုပ်ပေးတာပါဒီမှာပါ တယောက်ပါဆိုတော့ကိုရီးယားဒီမှာပြပြမနဲ့ရှာထားတဲ့ငွေတွေပေါ့နော်သူကအခန့်အသားယူွားတာပါနော်ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအားလုံးပဲမြေတားရက်ခံအပ်ပါတယ်လူကြီးတွေကိုကိုမမတွေဦးတော်တော်တွေပေါ့နော်ဆိုင်သက်ဆိုင်ရသက်ဆိုင်ရလူကြီးတွေများဒီဗီဒီယိုလေးတွေ့ခဲ့လို့ရှင်ပေါ့နော်ပြပြတို့ရဲ့ အင်ကိုလို့သမားတွေကိုကူညီပေးပါလစားတယ်အခုဆိုရင်ဗောနောအကုန်လုံးရော်ရမှာဗောနောတချို့လူတွေဆိုရင်ဟိုအေဂျင့်လောက်ကြတာဗောနောငွေလဲစားပစ်လောက်ကြတယ်လက်ခွဲတွေရှိတယ်အဲ့လက်ခွဲတွေကအခုအားကအကုန်လုံးရော်ရမဲ့ဆက်အဲကိန်းကိုစောက်နေစိုက်စိုက်နေတာဗောနောအသိန်း90ကျော်ပါသိန်း90ကျော်ရော်ရမဲ့သူတွေသိန်း100ကျော်ရော်ရမဲ့သူတွေကိုတော်မစားမဲ့တောင်းမဲ့ဘွားလို့တမယာနိုင်ငံမှာလာပြီးတော့အလွတ်လွတ်လုံနေရတာဗောနောအဲ့ဒါကိုသူ့မို့လို့လိန်ရက်တာဗာသူ့ပါသူ့ပါနော် အားလုံးပဲမင်္ဂလာပါမင်းထင် channel မှာအကြိုဆိုလိုက်ပါတယ်။အိုမန်နိုင်ငံမှာအလုပ်လုပ်နေတဲ့မြန်မာလူထုမားတွေရဲ့ချွေးနေစာလစာတွေမြန်မာငွေ3000ခန့်လိန်ခံလိုက်ရတဲ့ဖြစ်စဉ်လေးဖြစ်ပါတယ်။ရှင်းစီရဲ့ပေါ့နော်။သူလိန်သွားတဲ့လူစင်းင်းနေရှိပါတယ်။ဒီမှာအလိတ်ခံရတဲ့လူစင်းင်းရှိပါတယ်။မြန်မာငွေနဲ့ဆိုရင်တော့3500ကျော်ပြည့်ပြည့်လက်ထဲမှာရှိတယ်။သူလိန်သွားတာပါ။ဒါပေမဲ့စင်းင်းကတော့အတိအကျတော့မရသေးဘူး။မြန်မာငွေနဲ့ဆိုရင်တော့သူက လူကြီးအခုအယောက်90ကျော်60ရဲ့ပတ်စံတွေကိုလိန်သွားတာပါနော်ညီမလေးပြပြပြပေးမယ်သမီးပြပေးမယ်နော်ဒီမှာအတန်ဘွိုက်တွေရှိပါတယ်လိန်သွားတဲ့သူတွေဘလောက်ထိလိန်သွားလဲဆိုရင်ဒီမှာကြည့်ပါတချို့တွေဆိုရင်တော့ဟိုဘယ်လိုပြောမလဲမြန်မာဝင်နေဆိုရင်80တချို့ဆို100ကျော်ပေါ့နော်အဲ့လောက်ထိအလိန်ခံထားရပါတယ်ဆိုတော့ဒီမှာပြပေးမယ်နော်တချို့တွေဆိုရင်တချို့မိသားစုတွေဆိုရင်မြန်မာဝင်နေဆိုရင်350ပါရောင်းဒီရော ဓာတ်တရားပေါ့နော်မြန်မာငွေနဲ့350ကျော်ပါပါတယ်အမကလည်းဒါ140တယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်15သိန်း6ပေါင်းအမကတလားကတလေမိုင်းလားကတလားက26ရက်နေရလွှဲတာဆက်လက်လက်ရှိတယ်နော်တလားကဆိုရင်ဒီမှာက130ပေါ့130ဆိုမြန်မာငွေနဲ့ဆို12သိန်းကျော်ပါ အမစုစန္နာလင်းရှိမှာပစံလွဲတာအရင်လာရင်အရင်လာနေတော့သူကထည့်ပေးပါတယ်အခု26ရက်နေ့ကအမအားကအမပစံလည်းမဟုတ်အမတငယ်ချင်းတယောက်ငယ်ပေါ့နော်လာစားကိုကျမအခုစိုက်ပေးလိုက်ရတာအိုမန်ငွေတရားဆိုမြန်မာငွေနဲ့ဆိုရင်73တိန်ခွဲလောက်ပဲရှိမှထင်တယ်73တိန်ခွဲနော်အဲ့ဒါကတရားဒါနောက်တရားစုစုပေါင်းလေးတရားက100ရရဲ့တစ်ခုရဲ့တရားတွေတစ်ခုရဲ့အာ55ချက်ကဲဆို135ရရဲ့စုစုပါပဲ တဲ့35ဆိုရင်မြန်မာငွေ73တိန်ကျော်72တိန်နေပါအမအကုန်လုံး680ကလေး680ဆိုရင်မြန်မာငွေနဲ့ဆိုရင်တိန်60ကျော်80နီးပါနော်ဒီမှာရှိတယ်ဒီမှာရှိတယ်80 88တိန်ပေါ့နော်88တိန်ကျော်တရာဆိုရင်တဲလီတရာအေဘောတရာကျော်လေဟုတ်တယ် ခဏလေးပြန်တော့တွက်ကြည့်အောင်မဟိုဟာဆက်လက်နေနဲ့ပို့ပြရမလား380နဲ့မှ300နဲ့မှ200 300ကျော်ဆိုရင်မြန်မာငွေနဲ့ဆိုသိန်း300ဆိုတော့သိန်း30အဲသိန်း30ကျော်လောက်ကြပါအိုးရှီလာတလာသိန်း100ကျော်ဒီလာမှာသိန်း30နီးပါနော်အမလေး 哎，怎么不还有？你那人家飞下来，人家人家领啥人丢嘛啦？ပရမတကလည်းနော်လည်းသူပဲသူမြုပ်ကြီးနဲ့ငါလည်းလိန်သွားတာအမရသူမမဆူမမဆူနဲ့လုံးလိုက်ရတာအခုညချတော့လည်းငါလှုပ်အပ်ကြတာလိုက်ကြပါဦးကျမတို့တနာလုံးတို့ပဲကိန်းတော့ဖောက်ကင်မချတော့ရတဲ့ နေကစိတ်ရှင်းရလိုက်တာလို့ပဲပြောလို့ရတာငါအမေဆေးဟိုမှာပက်လက်ကြီးဖြစ်နေတာညီမလေးကိုမမမြေတားရက်ခံပြီးတော့ပြောထားတယ်နော်မမအမေကဒူးချိုးပြီးပေါင်အက်သွားတယ်အသက်84နှစ်ငါအမေတယောက်တည်းနေတာအိမ်မှာငါနိုင်ငံသားကိုရောက်နေတယ်သိလားအဲ့တော့ညီမလေးကိုပုံမှန်လေးလေးပြောပြတာမမမြေတားရက်ခံပြီးနင့်ကိုတောင်းတာနော်နင့်ရှီကအဲ့လိုပြဿနာကြတော့ငါမှရင်ထဲမှာဆိုပြီးခေါင်းကွဲနဲ့ဖတ်မတတ် အခုတချို့မိသားစုတွေဆိုရင်ဆေးရုံရောက်နေလို့ပတ်သက်မပေးနိုင်လို့ဆေးရုံကလက်မခံတဲ့အထိတောင်ရောက်တယ်ပေါ့နော်ဆွတ်တော်မတောင်းနဲ့လေးတဲ့ဆွတ်တော်မတောင်းနဲ့လေးနားလည်းပေးပါတဲ့အေးငါတို့ကဆွတ်တောင်းမနေဘူး तू ပထမနေ့တုန်းကလည်းပြော24လေးတုန်းကလွယ်လိုက်တဲ့25လေး24 25 26စောင့်နေ26 तू စာမပြန်တော့ဘူး 28လည်းသူစားမပြန်တော့29လည်းသူစားမပြန်တော့အေးငါတို့ဘက်ကလွန်ငါတို့ဘက်ကအဲ့လောက်ထိဆောင်ပြီးနင်းအမိတွေတော့ကောဒမီမှာအဲ့မနင်းအမိရစားမပြန်ဘူးငါတို့ကအဲ့လောက်ဆောင်ပြီးနင်းအမိရအဲ့မဇုတ်ကြီးလောလောဆယ်လောလောဆယ်ကတ်စတမာတွေကိုငွေပြန်ထည့်ပေးဖို့လုပ်ပါမယ်တရက်နှစ်ရက်ပေါ့နော် အရေးကြီးတဲ့လူတွေအရေးကြီးတဲ့လူထည့်ပေးရမဆောင်နိုင်တဲ့လူတွေကိုခဏဆောင်ပေးကြပါလို့ထည့်ပေးရမှာကတိန်ဘယ်လောက်ဘယ်နှစ်ဆယ်လောက်ဘယ်နှစ်လောက်ထည့်ပေးရမှာတိန် 80doses လောက်လက်ထည့်ရှိတာတိန်80ဆိုတော့ညော်ပေးရတာပေါ့နော်လက်ထည့်ပေါ့နော်ကိုရှိမှလက်လွဲထားတဲ့သူတွေလူတွေဆော့ဆေးဆေးတန်းရတဲ့လူတွေအရင်လူတွေလူတွေကိုအရင်ထည့်ပေးရမယ်ကျန်တဲ့လူတွေကတော့ခဏလေးမြေတားရက်ခံပြီးတော့ဆောင်ပေးကြပါလို့တောင်းပန်ရမှာပဲ ဒါသူကလိန်သွားတဲ့အတွက်ဂျားတွေကနေပြီးတော့ပေါ့နော်သူတို့ကပြန်ဆိုင်ပြီးရောရမယ့်အခြေအနေတွေဖြစ်ပါတယ် ညကြရင်အိတ်ပြောပါမှာမဟုတ်ဘူးဟေ့။ तू ခยีသွားတယ်ဆိုရယ်သုံးလရက်တည်းငါမှအိတ်မပြောတာဟေ့။ဒီလားအိတ်မပြောစားမဝင်တာ။အခုမှနည်းနည်းလောက်ကလေးဖြစ်ညီပြီးမစားလို့လည်းမရတော့ဘူးလေ။ကိုပဆက်နဲ့စိုက်ပေးရမှာဆိုတော့မစားလို့လည်းမရတော့အကြောင်းအကောက်မှအကြောင်းတော့ကျမကြီးအချိကြိုက်တော့မခံတော့ဘူးဟေ့။နောက်မှမိသားစုတွေလည်းရှိသေးတယ်အလုပ်တွေလည်းရှိသေးတယ်။အကောက်မှဘဝဆုံးသွားရင်ငါတို့ကအနာဂတ်တွေအများကြီးရှိသေးတယ်လေ။ ဟုတ်ပါတယ်ဆိုတိလာညီမဆိုလို့ရှိရင်ပတ်စံ30ဆယ်ရောမအောင်လေစဉ်းစားပြီးတော့လေဘယ်လိုရောမလဲပဲစဉ်းစားနေတယ်ဒါပေမဲ့ဝက်ဆက်နဲ့အဲ့ဒီဝက်ဆက်နဲ့တော့ပြောပါစင်ကြရင်ဝင်ကြည့်ကိုပါရေးပဲဟာဘီအမနေ့ဖတ်လို့လွှဲတော့မယ်ဆိုဒီလိုနေရရတယ်ညီမလေးပုံမှန်အတိုင်းပဲဆိုဦးလေရောတာမသားမ ကိုရက်ဒီမှာဟိုငွေတို့ကြီးကိုညင်ညော်တဲ့အတိုင်းမျိုးနေရတာဒီမှာပြစ်တင်တာရက်ဖြည့်ရှင်းရငွေလေးဓမ္မတွေကလာပြောကိုကပတ်စံနေကြိုးထုတ်ပေးသူတို့ဘာလို့ဆိုရင်ဘာလို့ဆိုရင်ဒီစုဆန္ဒလင်းဆိုတဲ့ကောင်မကြီးကိုကိုကရှုံလို့လေပတ်စံနေကြိုးထုတ်ပေးရဒီအိုမမခွတ်ဆွဲခွတ်မဆွဲရအောင်တမယ်ပဲဒါတော့အင်ရှင်ကထမင်းကျွေးနေလို့တိလားအင်ရှင်ကထမင်းမကျွေးပဲနဲ့အပြင်လုံသမားဆိုလို့တော့တေးကြတယ်ဟေးငါတို့အပြင်မှာခွတ်ဆွဲနေရပြီတိလားတောင်းတတိယကိုပြောထားရင် ငါ400တော့900နီးပါပဲလို့ဒါပေမဲ့တခြားလူတွေရောလွဲတာလို့အလုံးပေါင်းငွေဥမာငွေ1000နီးပါလောက်ရှိရဲ့လို့ပြောထားတာအဲကြောင့်တထည့်ကနေအဲ့ဒါဘာကားထိသွားရမှာတဲ့ဘာကားမှာအရင်ရုံးမှာတိုင်ရမှာတဲ့ပြီးရင်သူ့ရဲ့အိမ်လေးစာကိုတီးရမှာတဲ့အဲ့ဒါလေငါတို့မြန်မာလူမျိုးတွေကလေဒီလားဖြတ်ပြောလိုက်ပါအောင်တိတ်ခိုက်အရုံးမလေးညအေးဝောင်းမအေးရတော့ခလေးရဲ့တန်လေးကိုခံအ ။အော်ပင်မန်းချက်ကိုလူရုပ်သူရုံမပေါ့လှုပ်ထားတာ။တိပစံလေးကိုစက်လိန်သွားတဲ့ပုံမှာ။အကောင်မအေးဝဲအခုခက်ကလည်းလိန်စားတဲ့ကောင်မတွေကပဲဟိုပစံရှိကြတာလေးသိလား။ကိုယ်ဆိုအင်းရှင်မကောင်းဘူးမိုးလဲနေရခိုင်းတာခိုင်းတာအားလေးအဲ့ဒီညာ7နာရီတနာရီထိကိုသူကပြေးမအိတ်ချင်တဲ့ရုပ်တဲ့ ကျွန်တော်17နာရီလောက်ဝင်တော့သူကမျက်နှာပြက်ချင်တာ17နာရီတခါကျရင်တနာရီထိုးခံတယ်အဲ့လိုအနေနဲ့ခိုင်းတာပပဆက်ဆက်ခိုင်းတာနော်ပြီးရင်လည်းအဲ့လိုမျိုးအလုံးမရှိရင်တော့မအလုံးတကယ်ကြီးလုံးဝမရှိဘူးမြူးတိုက်ဆရာဆာမရှိဘူးဆိုရင်တော့လေဘယ်လိုပြောရမလဲအဲ့ရာရင်မနက်ပိုင်းတက်ပြီးတော့နေလေခင်ခမဆာပြည့်တဲ့ချိန်ထပ်သိမ်းခိုင်းတယ်ပြီးရင်ညနေအဲ့ရာတော့ထပ်သိမ်းခိုင်းတာအချိန်ချင်းခိုင်းတာအဲ့လိုချွေးနေစာကြီးကွာတိတာဒါအားနှမျောလေပြီးတော့လည်းဟိုတော့လောကဆိုတကယ်ဟို တေလအောင်နာကျင်အောင်တော့မဟုတ်ပေမဲ့ရိုက်တယ်ကွာတေလအဲ့လိုကြောကုန်းဆိုရင်လက်ကမမြောက်နိုင်ဘူးတော့ဖြစ်သွားတယ်သူလက်ပြင်လက်ပြင်အောင်ချအဲ့လိုရှမ်းဖြစ်တော့လေကိုရီးယားဒီဘက်မှာကတည်တယ်ဟုတ်တော့တကယ်ဟုတ် ကိုရဒီဘက်မှာကပြပြမမနဲ့နေမဲ့အရာညမဲ့အရာတချို့ဆိုည7နာရီတချို့ဆိုဒီမဲ့အရာနော်တချို့တွေဆိုရင်မနဲ့၄နာရီ၅နာရီထားဒီလိုပြပြမမနဲ့ရှာတိုင်းငွေတွေသူကအကုန်လုံးကိုယူသွားတာနော်အခုပြပြလို့ဆိုရင်ငွေလဲလုံနေတာလက်ခွဲတွေအများကြီးရှိတယ်အဲ့လက်ခွဲတွေအများကြီးရနေပြီးငွေလာလွှဲကြရတဲ့သူတွေမှာအများကြီးအများကြီးရှိတယ်အဲ့ဒါကြောင့်မသူကတပြုံနဲ့သူကကြတော့ဘယ်လိုပြောမလဲခေါင်းဆောင်ပေါ့ဘယ်လိုပြောမလဲ အကုန်လုံးကသူကတမသွားတာယူသွားတာမြန်မာငွေနဲ့ဆိုသိန်း1000ကျော်သိန်း2000ကျော်နှီးပါရှိတယ်အခုပြပြတော့အကုန်လုံးကစားမယ်မယ်တောက်မယ်အခုတချို့မိသားစုတွေဆိုရင်စေးရုံမှာပတ်စံမပေးနိုင်လို့ပေါ့နော်စေးရုံတက်နေရတဲ့မိသားစုရှိတယ်အမှတချို့ဟိုကောင်မလေးကောင်မလေးတယောက်ရဲ့တာလာတမိလာတော့မသိသူတို့တာသမီဆိုရင်ခလေးကကြောက်ကခွဲစိတ်မှုအတွက်အခုစေးရုံမှာစောင့်နေတယ်အဲ့လိုမိသားစုတွေရှိတယ်တချို့တွေဆိုရင်လည်းပြောကြတယ်မိတမိရဲ့ဒီမှာအမေမှာတော့အိမ်မှာတော့စားစရာမရှိတော့ဘူးတမိရဲ့မိကိုပတ်စံပို့ပေးပါအောင်အဲ့လိုပြောနေတယ်မိသားစုတွေအများကြီးပဲနော် ဆိုတော့ပြပြရဲ့ပစံကတော့တပြားတစ်ချက်မှတော့မပါသွားဘူးပြပြကိုနိုင်ကလည်းသူနဲ့ပဲငွေရငွေလဲငွေထုတ်လုပ်နေတာဆိုတော့သူနဲ့ပဲအရင်တော့ကပဲလှုပ်လှုပ်လာခဲ့တာကွာအခုချိန်ကြီးကွာတနှစ်လည်းမဟုတ်ဘူးကွာနှစ်နှစ်လည်းမဟုတ်ဘူးအခုဆိုရင်သုံးနှစ်နီးပါတယ်တချို့လူတွေဆိုရင်သုံးနှစ်နီးပါတယ်ပါပေါ့နော်ဒါကတော့ဒီမှာကတော့ဒါကလူရင်စရင်ပေါ့နော်အခုပြပြရဲ့လက်ထံမှာရောက်လာတာကကြတော့ဆက်ဘယ်နှယောက်လဲ၂၂ယောက်စရင်ရှိတယ် အဲ့ဒါတွေကိုနာမည်ဆင်းပြောပေးမယ်ဒါကတော့မှတ်တမ်းတင်ထားတာပါအဲထာဝရလက်တွဲ for အကောင့်နံပါတ်ကကြတော့အိုမန်ငွေ680မြန်မာငွေနဲ့ဆို388သိန်းကျော်ပေါ့နော်အဲနောက်မှတော့9600တို့ပေါ့နော်အဲ88သိန်းကျော်နောက်တော့တဲတဲလိုင်းကကြတော့အိုမန်ငွေ135အဲချင်းမြန်မာငွေကကြတော့73သိန်းကျော်နော်မြနိုးခင်ကကြတော့အိုမန်ငွေ100မြန်မာငွေကကြတော့73သိန်း6တောင်းဥတန်ကြောင့်တမင်းအငယ်မှာကြတော့130အိုမန်ငွေ130မြန်မာငွေနဲ့ဆို12သိန်းကျော် ဗာလဲဒါက Twitter Twitter ကကြတော့120အုံမငွေ120မြန်မာငွေနဲ့ဆို73သိန်းကျော်ဒါကကြတော့ Che Injury Mori ဒါမသိဘူးအဲ့ကြတော့မြန်မာငွေသူကမြန်မာငွေပြောပြတာတယ်မြန်မာငွေကကျတော့90ကျော်ခင်လေးကကျတော့မြန်မာငွေ30ကျော်အေရှေမိုဟာမဲကကျတော့အအုံမငွေ1190မြန်မာငွေနဲ့ဆို130နဲ့8သိန်းပေါ့နော် သိန်း338သိန်းကျော်မျိုးမျိုးထွေးကကြတော့အိုမော်ရီရဲ့380နဲ့3ဒရမ200ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဟိုဟာတွက်လိုက်တော့မြန်မာငွေနဲ့တွက်လိုက်တော့54သိန်းကျော်တယ်နော် if you အောင်ကကြတော့အဲ AED 1000ပေါ့နော် AED 1000မြန်မာငွေနဲ့ကြတော့မြောက်ကြည့်လိုက်ပေါ့နော်စမ်းစမ်းတူစာလိုက်စမ်းတူစာလိုက်ကြတော့မြန်မာငွေနဲ့ဆိုရင်12သိန်းကျော် နောက်ပြီးချင်းမြက်ပူမြက်ပူကကြတော့အိုမော်ရီရဲ့130မြန်မာငွေနဲ့ဆို15သိန်းကျော်ထစ်ထေးအဲထစ်ထေးကျဲကကြတော့130မြန်မာငွေနဲ့ဆို12သိန်းကျော်ထစ်ထေးကကြတော့ထစ်ထေးကကြတော့200မြန်မာငွေနဲ့ဆိုရင်အဲသိန်း200အဲမြန်မာငွေနဲ့ဆိုရင်23သိန်းပေါ့နော်မြက်တူကကြတော့140မြန်မာငွေနဲ့ဆိုရင်အဲ16သိန်းကျော် အဲမိုးတူစာကတော့130မြန်မာငွေနဲ့ဆိုရင်12သိန်းကျော်စုမြတ်ကကျတော့80မြန်မာငွေနဲ့ဆိုရင်7သိန်းကျော်အီအီမွန်ကကျတော့130မြန်မာငွေနဲ့ဆိုရင်12သိန်းကျော်ထူးတင်ထူးတင်စာမြတ်ကကျတော့1900 AED အဲ AED ငွေပေါ့နော်ဒူဘိုင်းငွေပေါ့ဇင်ဝေဦးကကျတော့135ငါမြန်မာငွေနဲ့ဆို15သိန်းကျော်အဲတူတူအောင်ကကျတော့80မြန်မာငွေနဲ့ဆို6သိန်းကျော်ပေါ့နော်အားလုံးပေါင်းပြည့်ရဲ့လက်ထက်မှာစည်ရင်းရှိတာက21ရောက်စည်ရင်းမရှိတယ်ဒါပေမဲ့ပြည့်ပြည့်တို့ရဲ့ Messenger group တွေမှာကျတော့အယောက်50ကျော်60ရှိပါတယ်အယောက်50ကျော်60လုံးကလည်းပြည့်ပြည့်ရဲ့စည်ရင်းအတီကျတော့မရောက်လာသေးဘူးပေါ့နော် အကုန်လုံးကလည်းပြောထားပါတယ်တောင်းထားပါတယ်စည်ရင်းအတီကျအောင်ရဖို့ပေါ့နော်ဒါပြည့်ပြည့်ရဲ့လက်ထက်မှာရှိတဲ့စည်ရင်းက21ရောက်စည်ရင်းရှိတယ်အဲ့ဒါကိုပေါင်းလိုက်တာ3500ကျော်တယ်ပေါ့နော်ဒါပေမဲ့လည်းအခု ိုသူတို့လက်ဖွားတွေလက်ဖွားတွေလက်ခွာလက်ဖွဲတွေလက်ခွဲတွေအောက်မှာရှိနေတဲ့သူတွေအခုချိန်နေအဲ့ရဲ့ဆွဆွဆန်နေနင်းဆိုတဲ့ဘန်အကောင်ပေါ့နော်ဒီကောင်မဒီကောင်ရဲ့ဘန်အကောင်ထဲအခုချိန်နေလွှဲနေတော့မယ်ပေါ့နော်လွှဲနေတော့မယ်ဆိုတော့တခြားသူတွေလည်းအဲ့ဘန်းကောက်တယ်မလွှဲကြပါနဲ့တခြားသူတွေလည်းတိအောင်လို့ပေါ့နော် sharing လုပ်ပေးတာပါဒီမှာပါဒီတယောက်ပါဆိုတော့ကိုရီးယားဒီမှာပြပြမမနဲ့ရှာထားတဲ့ငွေတွေပေါ့နော်သူကအခန့်အသားယူွားတာပါနော်ဆိုတော့ ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအားလုံးပဲမြေတားရက်ခတ်အပ်ပါတယ်လူကြီးတွေကိုကိုမမတွေဦးတော်တော်တွေပေါ့နော်ဆိုင်ရသက်ဆိုင်ရသက်ဆိုင်ရလူကြီးတွေများဒီဗီဒီယိုလေးတွေ့ခဲ့လို့ရှိရင်ပေါ့နော်ပြပြတို့ရဲ့အင်ကိုလို့သမားတွေကိုကုညီပေးပါလာစားတယ်အခုဆိုရင်ပေါ့နော်အကုန်လုံးကယော်ရမှာပေါ့နော်တချို့လူတွေဆိုရင်ဟိုအေဂျင့်လောက်ကြတာပေါ့နော်ငွေလဲစားပစ်လောက်ကြတဲ့လက်ခွဲတွေရှိတယ်အဲ့လက်ခွဲတွေကအခုကအကုန်လုံးကယော်ရမဲ့စိုက်အဲကိန်းကိုစောက်နေစိုက်စိုက်နေတာပေါ့နော်အသိန်း90ကျော်ပါ သိန်း50ကျော်ယောရမယ်သူတွေသိန်း100ကျော်ယောရမယ်သူတွေကိုတော်မှစားမယ်တောင်းမယ်ဘွားလို့တမားနိုင်ငံမှာလာပြီးတော့အလွတ်လွတ်လုံနေရတာပါနော်အဲ့ဒါကိုသူမို့လို့လိန်ရက်တာပါသူပါသူပါနော်သူများနိုင်ငံမှာအိမ်ပေါ်လုတ်ပြီးတော့ပင်ပင်မမန့်နဲ့တချို့တွေအရန်ကိုခက်ခက်ခဲခဲနဲ့ရုန်းကန်နေကြရတာဖြစ်ပါတယ်ဒီအိုမန်နိုင်ငံမှာလှုပ်သွားလှုပ်တဲ့မိန်းကလေးတွေရှိရနေပြီးတော့ခက်ခဲတယ်ပင်ပန်းနဲ့ဆင်းရဲဆိုတဲ့တည်နေရလည်းအမြဲကြားနေရတယ်အဲ့လိုမျိုးခက်ခက်ခဲခဲပင်ပင်မမန့်လှုပ်ထားတဲ့သူတို့ရဲ့တလလုံးလှုပ်ထားရတဲ့လဆာငွေတွေကိုခုလို့ လိန်သွားတာဖြစ်တဲ့အတွက်နောက်ထပ်မသိသေးတဲ့လူတွေအလိန်မခံရဖို့အတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုတင်ပေးလိုက်ခြင်းဖြစ်ပါတယ်။အလိန်ခံရတဲ့နဲ့ပတ်သက်ပြီးတော့ဗောနော်တချို့ကိစ္စတွေမှာကကြတော့လိန်တဲ့သူပဲအပြစ်မဟုတ်ဘူး။အလိန်ခံရတဲ့သူတွေကလည်းလောဘကြီးလို့တုံးလို့ညံ့လို့လိန်ခံရတာတွေလည်းရှိတယ်။ဒါပေမဲ့ဒီကိစ္စကတော့ဒါအလိန်ခံရတဲ့လူတွေအပြစ်လုံးဝမဟုတ်ပါဘူးเนาะ။ဒါလိန်တဲ့လူရဲ့အပြစ်ပဲဖြစ်တယ်။ဘာလို့လဲဆိုတော့ဒီအလိန်ခံရတဲ့လူတွေကအကျိုးရလဒ်တစ်ခုခုနဲ့လောဘအတွက်နဲ့အလိန်ခံရတာမဟုတ်ဘူး။ ကိုလောက်အားကကိုကိုမိသားစုစီကိုပတ်စံပြန်ပို့ကြတာသူကလည်းမှန်မှန်ကန်ကန်နဲ့အရင်ကလုံနေတာဖြစ်တဲ့အတွက်လူတွေကသူ့ရှိမှာပတ်စံလွှဲတယ်လက်ခွဲတွေရောကိုတိုင်ကိုပတ်စံကိုလွှဲတဲ့လူတွေရောပေါ့နော်အဲ့ဒီအမောင်းတွေအများကြီးကိုသူကဒီငွေလွှဲတဲ့ပိုင်းမှာသူကဟိုအချုပ်သဘောမျိုးဖြစ်နေတာပေါ့အဲ့တော့သူကဒီတိန်း2000လောက်ဝင်းကျင်ကိုလိန်သွားတာပါအခုတော့ခက်ခဲတဲ့လူတွေကခက်ခဲကုန်ကြပြီတချို့ဆိုရင်စေးရုံတက်တဲ့ မိဘတွေရှိကိုပြန်ပို့မဲ့ပတ်စံတွေမိသားစုရှိကိုပြန်ပို့တဲ့ပတ်စံတွေတချို့ဆိုလို့ရှိရင်လည်းဂျာတန်တွေဆိုက်ရွာလာတယ်လည်းဖြစ်ကုန်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့တခြားမသိသေးတဲ့လူတွေဒီမိမနဲ့ပတ်သက်ပြီးတော့အလိမ်မခံရဖို့အတွက်ရည်ရွယ်ပြီးတော့ဒီဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာဝင်ရောက်ရေးသားဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုပဲတည်တင်းတိထိုက်တဲ့အကြောင်းအရာတွေဘုသူတရားရာတွေအကျိုးရှိစေမယ့်ဗီဒီယိုတွေကိုစဉ်စဉ်မပြတ်တင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe နှိပ်ပြီးတော့ notification လေး on ခဲ့ဖို့မြစ်တရရခံကြပါတယ် ကျေးဇူးပေးသူအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်မိတ်ဆွေတို့အားလုံးလည်းဘေးကင်းကြပါစေအလေးခံရတဲ့ဘေးမှလည်းကင်းဝေးကြပါစေ